င်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပမော်ရှင်စာကက27ဌာနချုပ်ခါလာရ28စေထောက်ပို့နေအင်ဂျင်နီယာတက်များကို KIA အပြင်းထန်တိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ဖာကန်လန်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီပူးပေါင်းတပ်အထိနာတယ်လို့သိရပါတယ်စစ်ကောင်စီမင်းစီတန်းပြည်သူစစ်ဒူးလီပြည်သူစစ်နဲ့ SNL တို့ကပြည်သူနေ200ကျော်မီးရှို့ဖျက်ဆီးရလို့သိရပါတယ်ကချင်ပြည်နယ်ပမော်မြို့ရှိစစ်ကောင်စီလက်ကျန်တပ်စခန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကအပြင်းထန် ံတိုက်ခိုက်လျက်ရှိတာပြီးခဲ့တဲ့တစ်ပတ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနကသတင်းဖော်ပြပါရသည်။ KIO ထိန်းချုပ်နယ်မြေမှာတပတ်အတွင်းစီးရင်အခြေအနေကိုမေလ၄ရက်ညပိုင်းကစူးစီးဖော်ပြအသိပေးခဲ့ပြီးဖြစ်ပါတယ်။ KIO ပူးပေါင်းတပ်က EP 25ရက်မှာပမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမေလ၄ရက်နေ့ဒီတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီး drone တွေနဲ့အပြင်းထန်ခုခံနေရလို့ဆိုပါတယ်။ MN 27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမှတ်58ခြေလင်းတရင်စေးတရင်ထောက်ပို့တပ်နဲ့အင်ဂျင်နီယာတရင်တွေမှာပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေရလို့ KIO ကအသိပေးပါတယ်။ဒါအပြင်ဖားက တ်မြို့နယ်အတွင်းရှိကရင်တပ်မဟာကိုတရင်26တရင်44နယ်မြေမှာ AP 22ရက်ကစပြီးစစ်ကောင်စီနဲ့ SNE ပြည်သူ့စစ်အဖွဲ့ကမြေပြင်ထိုးစစ်တာမကလေကြောင်းနဲ့ပါထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဖော်ပြပါရယ်မေလာတရက်မှာနန်ယာချောင်းရွာနီးတိုက်ပွဲပြင်းထန်ခဲ့ပြီးကာမိုင်းပြူဟာကုန်းမှာလက်နက်ကြီးနဲ့ပစ်ကူခဲ့ကြောင်းနှစ်ဖက်ထိခိုက်ဆုံးရှုံးမှုရှိပြီးစစ်ကောင်စီတပ်ဘက်ကအသက်ဆုံးရှုံးမှုများပြားနေကြောင်းအသိပေးပါရယ်မေလာတရက်ညနေကလည်းဖားကတ်မြို့နယ်လဝါချင်းရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမေလာနှစ်ရက်မှာလဝါရွာ နီစုတောင်းတောင်မှရှိရဲမင်းစီတန်ပြည်သူစစ်ပူးပေါင်းတက်နေရကို KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ တားပြင်းစစ်ကောင်စီတပ်နဲ့မင်းစီတန်းပြည်သူစင်လီစုဒူးလေးပြည်သူစင် SNN ပြည်သူစင်ပူပေါင်းတဖွဲ့ကလဝခွန်ဆိုင်ရန်ရွာရှိနေအိမ်များကိုမိရှုပ်ဖြက်စီခဲ့ရာအင်ဂျင်နီယာကျော်ရှိပြီလို့ဒေသခံတွေရဲ့ပြောကြားချက်ကိုဖော်ပြထားပါတယ်။ကာမိုင်းမြို့ရှိစစ်ကောင်စီတပ်ကအင်အား900ခန့်နဲ့မေလာတရမနက်ပိုင်းမှာထိုးစစ်ဆင်လာပြီး KIA ကခုခံတိုက်ခိုက်ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းကာမိုင်းနဲ့ဖားကန်ကားလန်ကိုနှစ်ဖက်ကပိတ်ထားကြောင်းအသိပေးပါတယ်။အင်းတော်ကြီးဒေသဆမ်ပရာဗန်လန်ပိုင်းမြစ်ဆုံဒေသတို့မှာလည်းတိုက်ပွဲများရှိနေကြောင်း KIA ကတရင်ပေဖို့ ော်ပြပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့တိုင်းပြည်ပဏာငွေကိုအကြိုက်သုံးတိဆောက်ထားတဲ့အကြံဖတ်စတက်ကို၄နှစ်သား PDF တက်တွေကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေရလို့ NUG ဝန်ကြီးချုပ်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတိုင်းပြည်ပဏာငွေကိုအကြိုက်သုံးတိဆောက်ထားတဲ့အကြံဖတ်စတက်ကို၄နှစ်သား PDF တွေကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ် ဒီကနေ့ကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှီကုန်းမှာအန်ယူဂျီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအထက်ပါတိုင်းထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ ဒီကနေ့ PDF တက်များဖွဲ့စည်းမှု၄နှစ်ပြည့်မြောက်ချိန်တက်ဖွဲ့ဝင်များတနိုင်ငံလုံးဖွဲ့စည်းထားပြီးစနစ်တကျနဲ့စီမံခန့်ခွဲလျက်ရှိကြောင်း၄နှစ်သား PDF ကအင်အားကြီးမားတယ်ဆိုတဲ့အကြမ်းဖက်စစ်တပ်ကိုဖိအားပေးတိုက်ပွဲဝင်နိုင်တဲ့အပြင်အောင်ပွဲများပါရယူနေပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ဗန္နငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်းငါတို့ပြည်သူကာကွယ်တပ်မတော် PDF ရဲဘော်တွေရဲ့ရဲစွမ်းတပ်တွေနဲ့ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းတာထိအောင်မြင်မှုတွေရနိုင်ပြီလဲဆိုတာရဲဘော်တွေအားလုံး ံမျက်မြင်ကိုတွေ့ပဲဖြစ်ပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတက်သွေးတသားတဲ့ရက်တီတိုက်ပွဲဝင်နေကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လိုင်းဖွဲ့စည်းပြီးနေဒေသဆိုင်ရာကာကွယ်တပ်တွေကိုလည်းမေ့ပြစ်ထားလို့မရဘူး။ဒါကြောင့်၄နှစ်ပြည့်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုပါတယ်။အဆိုပါဖွဲ့တွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကလည်း PDF တက်မတော်တွေရဲ့ခွန်အားတရဖြစ်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုပါတယ်။ မြန်မာတနိုင်ငံလုံးတာမကကမ္ဘာတဝန်းမှာမြန်မာပြည်သူတွေရဲ့ပါဝင်မှုနဲ့အတူ PDF တက်များကြီးထွားပြီးပြည်သူတက်မတော်ဖြစ်အတွင်ပြောင်းလဲနေကြောင်း PDF တက်များအနေနဲ့ဆရာနာရှင်စနစ်ချုပ်ငင်းရေးတိုက်ပွဲဝင်ဖို့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတော်လိုင်းအောင်ပွဲရရှိရေးဆက်လက်တိုက်ပွဲဝင်ဖို့တိုက်တွန်းပြောဆိုပါတယ်ပြည်သူကာကွယ်တက်မတော် PDF ကတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနေမြေတွေဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကြတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံတွေနဲ့ပြည်သူတက်မတော်ဖြစ်အောင်ကြိုးစားအကောင့်ထည့်ဖော်နေတာကိုတွေ့ရပါတယ်နှစ်ပေါင်းများစွာတိုင်းပြည်ကိုနိုင်ကြစေပြီးနိုင်ငံသူ ူနိုင်ငံသားတွေကိုစင်းရဲတွေနဲ့စီတဲ့ဆက်အာနာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူ့ကာဝေးတမတော်ကပြည်သူတွေကပေါက်ဖွာလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူအသက်အဝိန်စီစဉ်ကိုကာကွယ်ပေးဖို့တနိဋ္ဌာန်ချထားကြလိမ့်မယ်လို့ရှုံကြည်ပါတယ်။ ပြည်သူ့ကံကွယ်ရေးတမတော်ကလင်းညစ်ပြင်းမြောက်ချိန်မှာရခိုင်နှစ်တွေကဓာတ်ပုံမုံလုံးနိုင်စွမ်းပြေးဝလာတာကိုလည်းတွေ့ရပါတယ်။စင်ရေးစွမ်းရည်၊စီယုံရည်စွမ်းရည်၊အုတ်ချုံရည်စွမ်းရည်ပြည့်မီတဲ့တမတော်တရက်ဖြင့်တိဆောက်ထားနိုင်တာကိုတွေ့ရတယ်လို့လေးစားကုံယူကြောင်း NUG ဝန်ကြီးချုပ်ကဆိုပါတယ်။ပြည်သူ့ကံကွယ်ရေးတမတော်ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်မှာတရင်ပေါင်း316ရင်းနဲ့ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်း NUG ရဲ့လင်းညစ်ပြင်းအစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။ TNL အနေနဲ့တရုတ်နိုင်ငံရဲ့ချင်းချောက်မှုအမျိုးမျိုးရှင်းဆိုင်ခံစားနေရပြီးပြည်သူလူထုရဲ့ထိခိုက်နေရတဲ့ လို့ဗိုလ်မှူးကြီးတာပန်လာကတရားဝင်ထုတ်ဖော်ပြောဆိုပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်များကိုထိန်းချုပ်ထားတဲ့ TNLA အနေနဲ့တရုတ်နိုင်ငံရဲ့ချိန်ချမှုမျိုးမျိုးကိုရင်ဆိုင်ကန်စားနေရတယ်လို့ TNLA တွဲဘက်အထူးတွေအတွင်မှုဗိုလ်မှူးကြီးတာပန်လာကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါရယ်။တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်တခြားနယ်တရုတ်ကလိုင်း စီမံကိန်းများတရုတ်စီမံကိန်းများတရုတ်ရဲ့ကိုကျိုးစည်းဝါရှိတဲ့နေရာတွေမှာတိုက်ပွဲမဖော်ဆောင်ဖို့ချိန်ချောက်ပြရပြီးပြောဆိုနေကြောင်း၎င်းကဆိုပါရင်တရုတ်နိုင်ငံရဲ့ချင်းကပ်မှုကတော့တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာတိုက်ပွဲလုံးလို့မရဘူးတိုက်ပွဲမဖော်ဆောင်ရဘူးနောက်ပြီးသူ့ရဲ့ gas pipeline တစ်လျှောက်တိုက်ပွဲမလုပ်ရဘူးတိုက်ပွဲမဖြစ်ရဘူးဒါတင်မကဘူးသူ့ရဲ့အကျိုးစည်းဝါရှိတဲ့နေရာသူ့ရဲ့စက်ရုံတွေရှိတဲ့နေရာမှာတိုက်ပွဲမလုပ်ရဘူးဆိုပြီးတောက်လျှောက်နှစ်ဆယ်နဲ့ချီတောက်လျှောက်အမြဲတမ်းပုံမှန်လူကိုယ်တိုင်လဲပြောတဲ့ message လဲပို့တဲ့အမြဲတမ်းတိုက်ပွဲမဖြစ်ပွားဖို့ပြောခဲ့တယ် ယ်လို့ဗိုလ်မှူးကြီးတာပန်လာကဆက်လက်ပြောဆိုပါတယ် တရုတ်နိုင်ငံရဲ့ချင်းချောင်းမှုတွေရှိနေရမှာရွှေလီအစိုးရကပေးပို့တဲ့စာကိုအများပြည်သူတွေမှတ်မိကြလိမ့်မယ်လို့ထင်ကြောင်းတရုတ်နိုင်ငံအနေနဲ့နှုတ်ဖြင့်ရောအခြားနည်းလမ်းတွေပါဖိအားပေးမှုမျိုးစုံလှုပ်ဆောင်နေကြောင်း၎င်းကဆိုပါတယ်ချင်းချောင်းမှုတွေရှိသလားဆိုရင်ရှိတယ်လို့ပြောရမယ်လို့ထင်ပါတယ်ဟိုတလော်ရုံးကရွှေလီအစိုးရကပေးပို့တဲ့စာကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်ဒါတင်မကပါဘူးနှုတ်နဲ့ရောအခြားနည်းလမ်းနဲ့ရောပုံမှန်ချင်းချောင်းမှုဆိုတာထက်ဖိအားပေးမှုတွေပုံမှန်ရှိနေပါတယ်လို့ဗိုလ်မှူးကြီးတားဗန်လာကရှင်းပြပါတယ်ဒါအပြင်တရုတ်နိုင်ငံကနေဆက်တီမှာ2024ခုနှစ် ွန်လကစပြီးဖြက်လီဖြက်ပုံစံနဲ့ပိတ်ဆို့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ကြောင်းပြည်သူလူထုမှတရုတ်နဲ့စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကြက်တဲစွာနေထိုင်ရပြီးစားဝတ်နေရေးများခက်ခဲနေကြောင်းရောင်းဝယ်မှုတွေလောက်ကမရတော့ဘဲထိခိုက်ခံစားနေရကြောင်းလူထုအနေနဲ့တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်အလွန်ထိခိုက်ခံစားရကြောင်း၎င်းက ထုတ်ဖော်ပြောဆိုသွားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ PDF တက်ထဲဝင်ရောက်သူတိုးလာနေစဲလို့ MOD ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF တက်ဖွဲ့တဲ့ကိုဝင်ရောက်နှောင်းမှာဒီကနေ့မေလ9ရက်နေ့ PDF တီထောင်ခြင်းလေးနှစ်ပြည့်တဲ့အထိ ီတိုးများနေစေဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေကသတင်းဌာနကိုပြောပါရယ်။ PDF နဲ့ပါကဖားတွေကိုဝင်ရောက်လာတဲ့အင်အားစင်းရင်တွေကအင်မတန်ပိုတိုးပါတယ်တော်လိုင်းအောင်ပွဲတွေစက်တိုင်ရရှိလာတာစိုးမိုးနေမြေတွေများလာတာနဲ့များ PDF ပါကဖားတွေကိုဝင်ရောက်ပြီးတာဝန်ထမ်းဆောင်လိုသူတွေပိုများလာပါတယ်နောက်တစ်ခုကတော့အကြမ်းဖက်စစ်ကောင်စီရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့်တော်လိုင်းတာဝန်ထမ်းဆောင်လိုသူတွေလည်းအများကြီးရှိပါတယ်လို့ဦးမောင်မောင်ဆွေကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်တော်လိုင်းတပ်ဖွဲ့တွေထံခိုးလုံလာသူတွေကိုတင့်တော်ရနေရာမှာတာဝန်ချပေးထားတာတွေရှိသလိုအတင်းအဓမ္မစစ်သားစုဆောင်ခံရသူတွေလည်းနှိစ က်ရာ PDF ပါကဖရီနဲ့ချိန်ဆက်ပြီးဗတ်ပြောင်းပြီးစစ်ကောင်စီကိုပြန်တိုက်နေသူတွေလည်းရှိတယ်လို့ဆိုပါရယ်ပြည်သူ့ကာကွယ်တပ်မတော် PDF တီထောင်ပြီး၄နှစ်အတွင်းအောင်မြင်မှုများစွာရရှိခဲ့ခြင်းမှာမဟာမိတ်တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများဒေသဆိုင်ရာကာကွယ်တပ်ဖွဲ့များနဲ့ပြည်သူလူထုရဲ့ထောက်ပံ့မှုကြောင့်ဖြစ်ပြီးကျေးဇူးတင်ကြောင်းလည်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းက PDF ၄နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာပြောကြားပါရယ်ဒီအောင်ပွဲတွေမှာတက်သွေးတသားတဲ့ရည်တည်ပေးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားဖွဲ့စည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်တပ်တွေကိုလည်းမေ ေ့ပြစ်ထားလို့မရဘူး။ဒါကြောင့်ဒီနေ့နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ဒါတင်မကအရေးကြီးဆုံးကငါတို့ကိုအမြဲထောက်ပံ့ကူညီနေကြတဲ့ငါတို့ပြည်သူပြည်သားတွေပဲဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ ဒါအပြင် PDF ကိုဒီဇိုင်းဖြီလုံးနေနဲ့စစ်စင်ရင်နေမြများဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကြတဲ့ဖြီသူတက်မတော်တင်ရဖြစ်ဖို့စ조사အကောင့်ထဲဖော်နေရတာကိုမြင်တွေ့ရကြောင်းဆိုပါတယ်။ຫນွေဥတော်လိုင်းရဲ့အောင်မြင်မှုများစွာမှာဖြီသူကာကွယ်တက်မတော်ရဲ့ဂျိုးပန်းအားထုတ်မှုတွေကအထူးအခမ်းကဏ္ဍမှာပါဝင်နေပြီးဖြီသူကာကွယ်တက်မတော်ရဲ့ခေါင်းဆောင်နဲ့တပ်ဖွဲ့ဝင်တွေရဲ့စွန့်လွတ်ညှိနှိုင်းခံမှုအရေးချင်းပြည်ဝမှုတွေကိုဖြီတော်စုလွတ်တော်ကုစားပြုကော်မတီ CRPH အနေနဲ့တံပိုးထားတိမှတ်ပြုကြောင်းနဲ့ຫນွေဥတော်လိုင်းလေးနှစ်တာကာလတွင်မြင့်မြတ်စွာအသက်ပေးခဲ့တဲ့ရဲဘော်ပေါင်းကိုလည်းဥညွှန်လေး းပြုကြောင်း CRPH မှာ PDF လေးနှစ်ပြည့်အထိမ်းအမှတ်ပေးပို့တဲ့တဝန်လာမှာဖော်ပြပါရယ်။ဒါအပြင် CRPH အနေနဲ့ Federal Democracy နိုင်ငံတော်တည်တည်ဆောက်ရေးကြိုးပမ်းမှုမှာလွှတ်တော်ကဏ္ဍမှာအကျိုးပန်းနေတယ်လို့ရွေးကောက်ကန်ကိုယ်စားလှယ်များစွာကလည်းမြေပြင်မှာ PDF အပါဝင်အင်အားစုအသီးသီးနဲ့လက်တွဲပြီးတော်လိုင်းတာဝန်တွေကိုထမ်းဆောင်နေပြီးအခုလိုအပြန်အလှန်အတိမတ်ပြုမှုပူးပေါင်းဆောင်ရွက်မှုတွေကြောင်းရီမန်းချက်များအချိန်တိုတိုတွင်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်း CRPH ရဲ့တဝန်လာမှာဖော်ပြထားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင် também, okay.